်ထားခဲ့တာတနစ်ကြော်ကြာမြင့်ခဲ့တဲ့တရုတ်ကချင်နယ်စပ်ဂိတ်တွေကိုပြန်ဖွင့်လိုက်တာတလနီပါရှိလာတဲ့အချိန်မှာ73စီကားတွေစဝင်ခွင့်ရနေပြီလို့ကချင်လွတ်လပ်ရေးအဖွဲ့ KIO တာဝန်ရှိသူကပြောပါရယ်အော်တိုဘာလာ24ရက်နေ့ညတကောက်ကစပြီးပြန်လည်ဖွင့်လှစ်ခဲ့တဲ့နဇက်ဂိတ်တွေကတော့မန်ဝင်းကြီး၊လွယ်ကျဲ၊လိုင်ဇာ၊ကမ်ပိုက်တီ၊ပန်ဝါ၊ဖီမော်အပါဝင်ဂိတ်အလုံးနှီးပါပါဝင်ပါတယ်။ KIO KIA တည်င်းနဲ့ပြင်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူးရဲ့ပြောဆိုချက်အရစီးပွားရေးလုပ်ငန်းတွေလွလွလပ်လပ်သွားလာနိုင်တဲ့အခြေအနေကိုပြန်မရောက်သေးဘဲတရုတ်ဘက်ကကုန်သွယ်ရေးကိုအကန့်အသတ်တွေနဲ့ချုပ်ကိုက်ထားဆဲဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာစီးပွားရေးအခြေအနေဟာအိဆက်နေပေမဲ့အိဆောက်ပစ္စည်းတွေဖြစ်တဲ့ဘီလက်ညင်နဲ့တန်တွေလိုအခြေခံပစ္စည်းတွေဝင်ရောက်လာတာကိုတွေ့ရပါတယ် အရေးကြီးဆုံးကတော့လိုအပ်ချက်များတဲ့73စီကိစ္စပါလိုင်ဇာနာပင်ဘက်မှာစီနနေပပဝင်တာကိုတွေ့ရတယ်လို့ဘုံမူကြီးနော်ဘူးကပြောပါတယ်လိုင်ဇာနာပင်ဘက်မှာကတော့စီနနေပါတော့ဝင်ပါတယ်ဟုတ်ကဲ့သူတို့အကွန်မနီတီတုံးဖို့ဆိုပြီးမှဝန်တာလာဒါမှမဟုတ်တကဲဒီမှာအဲဒီဇီဝရည်တို့ပို့ အယောင်ဝယ်လို့ပို့ဖို့တလာတော့ကျွန်တော်တို့တတိယပိုင်းတော့မသိဘူးနော်စီပေါ့စာတွေကတော့တွေ့ရပါတယ်ဘက်ထရီနဲ့ပတ်သက်တဲ့လက်ထရီနဲ့ပတ်သက်တဲ့ဒီပါမဝင်ဖို့ဆက်သုံးစီအနှဲငယ်ဝင်ရောက်လာတာဟာဒေတာတွင်းကိုအထောက်အကူဖြစ်စေနိုင်ပေမဲ့ခင့်မိတဲ့လျက်စိပစ္စည်းနဲ့ဘက်ထရီလိုပစ္စည်းတွေကိုပိတ်ပင်ထားဆဲဖြစ်ပါတယ်။လူဝင်လူထွက်ကိစ္စမှာလည်းတရုတ်ဈေးတဲတွေဝင်ရောက်မှုရှိပေမဲ့မြန်မာဘက်ကလူတွေဝင်ထွက်မှုကတော့နှေးပါနေဆဲဖြစ်ပါတယ်။